ဒီမှာ2020နဲ့တခုနဲ့အဲ့ဒီနှစ်ထဲမှာ combrate ကြလို့ရှိရင်အဲ့ဒီ combrate ကပထမဆုံး combrate ကပြန်ပြန်ထွက်တယ်ဗျဒီမှာ395 combrate အဲ့ဒီ combrate ဒီဒီမှာ16ကြိမ်မှာ935ကလောက်ပြန်ထွက်တယ်ဗျအဲ့ဒါ2020ကနော်အဲ16ကြိမ်မှာပြန်ထွက်တယ် သူအဲ့လိုပြန်ထွက်ပြီးပြီဆိုလို့ရှိရင်သူ့ရဲ့ဒီဘက်ဘေးမှာ၃လောင်းပိတ်၃ခါခွန်ထိတ်ဆိုဇောင်းပေါင်းရင်၃လို့ဖြစ်တယ်၃လို့ဖြစ်လို့သူ့ရဲ့ဒီအောက်ကို၂လောင်းပိတ်၃ခါ6ထိတ်နဲ့သူက၈လို့ဖြစ်တယ်ဗျ၃ရဲ့ဘာဝ၈ဖြစ်တာပေါ့နော်၃၃ခွန်၃ကို၂တုံညာ6နဲ့၈ပြန်ဖြစ်တယ်ဒီလို၈ပြန်ဖြစ်တယ်လို့ဒီကျန်းနေတဲ့နောက်ပိတ်ရဲ့သူ့အောက်က နောက်ပေါင်းချင်းရင်ဒီသုံးလုံးကိုလည်းပြန်ရှင်းပါတယ်နော်နောက်ဟောင်းစက်တဲ့ပထမဆုံး complete ဒီ3ခုကအဲ့ဒီ3ခုကဒီဒီမှာပြန်ထွက်တယ်ပြန်ထွက်ပြီးသူ့ရဲ့ဘေးသူ့ရဲ့နောက်နဲ့မှာနော်3 3ခွန်3လို့ဖြစ်လို့နှစ်3ည6နဲ့8လို့ဖြစ်တယ်နှစ်3ည6ဒီလိုဇောင်းပေါင်းချင်း8ဖြစ်တယ်လို့ပဲဒီနောက်ပိတ်ရဒီနောက်ပေါင်းချင်းရ8ပြန်ဖြစ်တယ်အဲ့ဒီ ရှစ်ပြန်ဒီ3383မလို့2 3 6နဲ့ပြန်ရှစ်တယ်နော်ဒီဇောင်းပေါင်းရင်းရှစ်ဖြစ်အောင်6ထိတ်ထရတဲ့အတွက်အဲ့ဒီအချိန်မှာ6အမှုခွားနဲ့လည်းပြန်ဖြစ်အောင်လေဒီဇောင်းပေါင်းရင်း2 3 6ဒီအပေါ်မှာ3ကို2 3 6ရှစ်လိုပါဝါရိုက်တယ်ရှစ်လိုပါဝါရိုက်ဖို့ကတော့2 3 6ထိတ်ထဲမှာရှစ်လိုဖြစ်မှာ6ထိတ်ထဲရတဲ့အတွက်အဲ့ဒီ6ဒီအမှုခွားနဲ့ပဲပြန်လာပါတယ် အခုခေါင်းနဲ့ဘယ်လိုပြန်လာလဲဆိုတော့နှစ်တုံည6ဆိုတော့10ဖြစ်သွားပြီဒါဆိုရင်6ထိပ်နောက်ထပ်6တလုံး6တလုံးဆိုတော့ဒီအပေါ်က3နောက်ပိတ်ရှိတဲ့အတွက်ဒီနောက်ပေါင်းချက်5ဖြစ်ရတော့မှာနော်နောက်ပေါင်းချက်5ဖြစ်ဖို့ကအတွက်ဒီ6တလုံးနဲ့ပြန်ပါမယ်နော်ဒီနှစ်တုံည6 10ဒီ10ဖြစ်ထားတဲ့ဒီ6ဒီ6အမှုခွပြန်ဖြတ်တယ်အဲ့တော့ဟိုမှာဒီသုံးလုံးပြန်ရှင်းတဲ့အချိန်မှာ6တလုံးနဲ့ပါလိုက်တော့အပေါ်မှာ3နောက်ပိတ်ရှိသေးတာဖြစ်တဲ့အတွက်9တလုံးကတ်ဟိုကဒါဆိုရင် နောက်ထပ်ဒုတိယနှစ်တခါပြန်လာမယ်2020နှစ်မှာအဲ့ဒီနှစ်ထမှာ comrade ထွက်သွားသည်ဒီ1.6 1.6တို့ပြန်ထွက်ပါလေနော်1.6 1.6ဆိုပြီးတော့ပြန်ထွက်တယ်ပြန်ထွက်တဲ့အချိန်မှာသူ့ရဲ့ဘေးမှာဘယ်လိုဖြစ်လဲကြည့်လိုက်ဒီ1.6အောက်က1.6ပြန်ထွက်တယ်သူ့ရဲ့ဘေးမှာနှစ်ပိတ်လေးခါကိုထိတ်ဆိုပြီးတော့ငါးလိုဖြစ်တယ် ငားတက်တဲ့အတွက်ငားရဲ့ဘဝဒီမှာ6ဘိတ်ငားခါရှိတဲ့အတွက်ကိုးထိတ်နဲ့တုံညာလို့ဖြစ်တယ်ဒီမှာငားဖြစ်လို့เนาะဒီမှာတုံညာဖြစ်တယ်တုံညာဖြစ်ဖို့ကကိုးထိတ်ထဲရတဲ့အတွက်ကိုးဒီအဘူးခွားပြန်ဖြစ်အောင်ကိုးဒီဘူးခွားပြန်ဖြစ်ရတယ်လို့ဒီချောင်းဒီမှာ2 4 9ငားမလို့6 9 9နဲ့တုံညာဖြစ်တဲ့အတွက်ဒီသုံးလုံးဒီတဲ့ပြန်ပြီးတော့တုံညာပြန်ဖြစ်အောင်မယ်အဘွားတနောက်ဘိတ်ရဆိုနောက်ပေါင်းညင်းကိုအဲ့ဒီနောက်ပေါင်းညင်းကိုမှဒီတုံညာဖြစ်ထားတဲ့ ကိုဒီအပူကပြန်ပြတ်တော့ကိုတလုံးထက်ထရမယ်။အဲဆိုရင်ဒီသုံးလုံးပေါင်း30ဖြစ်မှာကိုတုံညာရင်းနေပဲနော်။အဲဆိုရင်တတိယကတ်တက2023နော်။ခုနတက်တုံညာ6တက်တုံညာ6တော့ပြန်ထွက်တဲ့ဟာ2020နဲ့2023မှာ Combrate ပြန်ပြီးရှာတဲ့အချိန်မှာဒီမှာ6.9နော်။2023မှာ6.9ဒီအဲ့ဒီနေထမှာပြန်ထွက်ပါလေနော်။ Combrate ဖြစ်ထားတဲ့ အလန်းဒီခွန်ခွန်ရှင်းနဲ့ဒီပြန်ထွက်ပါတယ်အဲ့လိုပြန်ထွက်ပြီးရင်သူ့ရဲ့ဘေးမှာနော်သူ့ရဲ့ဘေးမှာ6နောက်ပိတ်၄ခါ7ပိတ်ဆိုပြီးတော့ဇောင်းတုံးလုံးပေါင်းရင်8လို့ဖြစ်တယ်ဒီမှာဇောင်းတုံးလုံးပေါင်းရင်8ဖြစ်တဲ့အတွက်ဇောင်းတုံးလုံးပေါင်းရင်3ဖြစ်ဖို့ဟာအတွက်တစ်ပိတ်6ခါရှိတဲ့အတွက်6แท้မှသာလျှင်3ပြန်ဖြစ်မယ်3ဇောင်းပေါင်းရင်ဒီမှာ၈ကို၃လို့ဖြစ်ပေါ်က၆ထိတ်ထဲတဲ့အတွက်၆ဒီအပူခွနော်၆ဒီအပူခွ ောက်ပြီးတော့ဒီနောက်ပိတ်ရဲ့ပြုတ်ောက်ကဒီနောက်ပေါင်းချင်း6ရဲ့၃ပြန်ဖြစ်ရပါမယ်။ဒါဆိုရင်6ဒီအဘူးခွာနဲ့ဒီ၃လုံး၃ဖြစ်ဖို့ဟာအတွက်တုံညာတစ်လုံးပဲပြန်ကတ်ရပါတယ်နော်။ဒါဆိုရင်ဟုတ်ပြီ2023ပြီးတော့2024မှာအဲ့လိုပဲဒီ combrate 395ဒီ combrate နော် combrate အဲ့ဒီ395ဒီမနစ်က၁၀ချိန်မှာနော်ဒီမှာ စိတ်တွေမှာပြန်ထွက်ပါတယ်စိတ်တွေမှာပြန်ထွက်တဲ့အတွက်သူ့ရဲ့ဘေးမှာရှစ်ပိတ်ရဲ့၃ညာခါရဲ့၃ထိတ်ရဲ့ရှစ်၃ညာ၃လို့တက်လို့ဖြစ်ထားတယ်တက်လို့ဖြစ်ထားတဲ့အတွက်6လို့ဖြစ်ဖို့ပါဆိုဒီမှာ9ရှိတယ်9ရှိတယ်ဆိုတော့ဒါဆိုရင်နှစ်ဖယ်ထည့်ရတော့မှာနော်နှစ်ထိတ်လို့ပဲထည့်ရမှာဒီမှာ၈၃၃တက်လို့ဖြစ်ထားတဲ့အတွက်သူ့ရဲ့ရှိရဲ့ခွန်နေလို့ဆိုရင်9 5နှစ်လို့ 6ပြောင်နှစ်ထိပ်ထည့်ရပါတယ်ဒီဝင်ဆက်ပြောင်ဆိုဒီမှာ8တုံညာ3တစ်ကြောင်း9ရဲ9ရဲရှိတဲ့အတွက်6ဖြစ်အောင်နှစ်ထိပ်ထည့်ရတယ်အဲ့ဒီနှစ်ဒီအဘူးခွားပဲပြန်ဖြစ်ရမယ်နော်နှစ်ဒီအဘူးခွားပြန်ဖြစ်ရမယ်အဘူးခွားဖြစ်ဖို့ကအဲ့တော့လေဒီနှစ်နောက်ပိတ်ရှိတဲ့အတွက်နောက်ပေါင်းရင်း၄ဖြစ်ဖို့ကဆိုရင်နှစ်ထွင်တကောပဲရှိတယ်ဗျတကယ်တော့အဲ့ဒါကြောင့်ဒီ main book ကိုနှစ်ထွင်လို့ရွေးထားပါတယ်အဲ့ဒီကဏ္ဍ မယုံထုတ်ကြည့်ကြပါမွေးကနန်းနေလဲဆိုတော့လည်းထူဟာခတ်ပါလိမ့်မယ်။အသူ့ရဲ့ဖြစ်စဉ်အတိကြဒီမှာ333ကိုရှစ်လိုရိုက်တဲ့အချိန်မှာ6ထိပ်လို့အဲ6ထိပ်ဒီပဲပြန်ပြီးတော့အဘူးခွပြန်ဖြတ်တာနော်။ဒုတိယကတ်တက်တော့ည6တက်တော့ည6ပြန်ထွက်တယ်အသူ့ရဲ့ဘေးမှာ2 4 9 5မလို့တုံညလို့ပြန်6 5 9နဲ့ပြန်တုံညတယ်ဒီတုံညဖြစ်ဖို့က9ထိပ်ထရတယ်အဲ့ဒီ9ဒီကလည်းအဘူးခပြန်ဖြစ်တယ်နော်တတိယကတ်ဒီမှာ6 9ဒီကို6နဲ့လို့ပြန်ကြတယ်သူ့ရဲ့ဘေးမှာ6 4 8 8လို့ဖြစ်တဲ့အတွက် ရှစ်ရပါဝါသုံးဖြစ်ဖို့ဟာတစ်၆၆နဲ့ပြန်သုံးတယ်သုံးဖြစ်ဖို့ဟာ၆ထိပ်ဖြစ်တဲ့အတွက်အဲ့ဒီ၆ထိပ်ဒီသားလည်းအဘူးခွာပြန်ထွက်တယ်နော်သူကဒီဇောင်းပေါင်းခြင်းကိုသုံးဖြစ်လို့ကျင်ဒီနောက်ကသုံးလုံးကိုလည်းသုံးနေပဲပြန်ဖြစ်တာနော်ဒီမှာဒီဇောင်းပေါင်းခြင်းရှစ်မလို့သုံးနောက်ပေးရနောက်ပေါင်း၅ရပြန်ရှစ်တာအဲ့ဒီထဲမှာဒီ၆ထိပ်မလို့အဲ့၆ဒီအဘူးခွာနဲ့ပြန်လာတာနော်ဒီမှာလည်းဒီ၅ကိုသုံးရဖြစ်ဖို့က၉ထိပ်ဖြစ်တဲ့အတွက်၉ဒီအဘူးခွာဒီနောက်သုံးလုံးပေါင်းခြင်းဒီသုံးရပြန်ဖြစ်တယ်ဒီတည်းက question နဲ့ question နဲ့ပြန်ကြပြီးတော့ 6 4 8ရှစ်မလို့3ဖြစ်အောင်6ထိပ်ထည့်ရတယ်ဒီနောက်3လုံးပေါင်းခြင်းဒီတန်းเนาะနောက်ပိတ်ရဲ့နောက်နောက်လုံးပေါင်းခြင်းဒီရဲ့3ပြန်ဖြစ်တယ်အဲ့ဒီ3ပြန်ဖြစ်တဲ့ချိန်မှာ3ပြန်ဖြစ်3ဖြစ်ဖို့ဟာအတွက်ကြီး6ထိပ်ကြတာတဲ့အဲ့ဒီ6ဒီပဲဒါလေးအမှုခွာပြန်ဖြစ်တယ်เนาะအခုဒီမှာ3ကို9 9ကို3ပြန်ထွက်တယ်ပြန်ထွက်တဲ့အတွက်73 3တက်ဒီပါဝါရိုက်ဖို့ဟာဆိုရင်9 9ရှိတဲ့အတွက်2ထိပ်ထဲမှာဒါလည်း6ဖြစ်မယ်အဲ့ဒီ6ဒီ တခါဒီအပေါ်ကနှစ်နောက်ပိတ်ရဲ့နောက်ပေါင်း၄ရဲ့ပြန်၆ရအောင်လေနော်ဒါဆိုရင်နောက်ပေါင်း၄တဲမှာ၆ဖြစ်မှာပေါ့အပေါ်မှာနှစ်ပိတ်ရှိတာတော့နောက်ပေါင်းချင်း၄ဖြစ်ရမယ်နောက်ပေါင်းချင်း၄ဖြစ်ရမယ်အပြင်ဟို7331ကို952လို့6လို့ရိုက်လို့ရှင်6လို့ဖြစ်ဖို့ကနှစ်ထိတ်သေးတဲ့အတွက်နှစ်ကအဘူးကွာပြန်ဖြစ်အောင်မယ်နှစ်နှလုံးပူးလို့ရှင်နောက်ပေါင်းချင်း၄ဖြစ်ဖို့ကနှစ်ထိုင်တကွက်ပဲရှိကျွန်တော်ဒီကွင်းကိုယူထားတာဒီပထမဒီ2023 9 395ဒီ သူ့ရဲ့ဒီတော့ကိုတော့ကလည်းပြန်ချဖြစ်ပြီးတယ်သူ့ရဲ့ဒီဘေးတွေမှာလိုက်ဖြစ်နေတာမဟုတ်လို့အဲ့လိုပြန်ချလိုင်းနဲ့ယူထားတာဒါမှမဟုတ်လို့စဉ်းစားတယ်ရှိတာ53ဒီမှာ6 break နော်ဒုတိယကနှစ်တုံများနှစ်ဒီ4 break တော့ break ကိုနှစ်ပွင့်ငယ်ပြီးတော့တွားနေတာပဲအဲ့ဒါလေးစဉ်းစားမိတယ်ပါနော်တတိယကဒီမှာခွန်ရှင်းနဲ့ခွန်ရှင်းနဲ့ပြန်ချပြီးသူ့ရဲ့ဒီမှာဆိုရင်ဒီဇောင်းထိုးတဲ့ဟာ336နော်ဒီမှာ2 break ဒီမှာသွားနေတာ6 break ပထမဆုံးကံမှာ6 break ဒုတိယကံမှာ4 break ကနေအဲ့လိုသွားတယ်တတိယကံမှာ2 break ကနေသွားတယ်တကယ်လို့ဒီနေ့မှာဆက်ပြီးတော့ပြီးလို့ရင်သူက3ည break နဲ့လည်းပြီးနိုင်တယ်ဒီလိုပြန်ညာကနန်းရဲ့ဘေးမှာလိုက်တာမဟုတ်ဖ ೇನೆ ဆိုလို့ရင်ဒီ break သွားပုံနေနဲ့စဉ်းစားကြည့်လိုက်တာ6 break 4 break 2 break မဟုတ်ဒီ3ည break ဒါဆိုရင်6 break 4 break 2 break 3ည break ဖြစ်တဲ့ချိန်မှာထိုးစမ်းတာဆိုလို့ရှိရင်6အဲ ဒီချိန်ထွက်သွားလို့ရှိရင်အဲအဲ့တော့ဆိုရင် तू ကဒီချိန်မဟုတ်သေးဘူးနောက်တစ်ချိန်ကြာသွားမှာပေါ့နော်ဒီ၃၃နှစ်ကနေမှဒီလိုဇောင်းယူအဲ့ဒါမှမဒီကိုပါဝါရိုက်ဆိုဒီချိန်မှာသွားကြမှာပေါ့နော်73ချိန်မှာအဲအားလုံးပဲစားစားရအဆင်ပြေကြပါစေဗျာနော်